မန္တလေးတိုင်းမတရားမြို့နယ်တဲက MDY PDF ထိန်းချုပ်ထားတဲ့ဆယ်တော်ကြီးရေလောင်တမန်နေမြေကန်တပ်ဌာနချုပ်နဲ့အဲဒီတဝိုက်ကပတ်ဝန်းကျင်နေရာတွေကို November 9ရက်နေ့မှာပြန်လည်တင်ပိုက်ခဲ့တယ်လို့စစ်ကော်မရှင်ကဒီကနေ့မှထုတ်ပြန်ပါတယ်လေရင်ရဟတ်ရင်များတက်တော်ဝင်ခန္ဓာပြုလုပ်ပြီးမြမစစ်တပ်ဘက်ကစစ်ဘက်သုံးတဲယူပို့ဆောင်ရေးလေရင် Y8 နှစ်စီးအပါဝင် လေရင်နဲ့ရဟတ်ရင်တဲ့၅စီးကိုထုတ်ပြလာပါဗျ တနင်္လာရီတိုင်းတရချောင်းမြို့နယ်ကြောက်လေကကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ရှင်တပ်သားတွေကိုတိုက်ခိုက်ခဲ့ရာ10ဦးတက်မင်းနဲ့တေဆုံးခဲ့တယ်လို့ဒဝဲခရိုင်အမှတ်နှစ်တရင်ကမင်းညာပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကို နောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာ။ဒါဆိုရင်စလိုက်ရအောင်။မန္တလေးတိုင်းမတရားမြို့နယ်တဲက MDY PDF ထိန်းချုပ်ထားတဲ့ ဆယ်တော်ကြီးရေလောင်တမန်နေမြေကန်တပ်ဌာနချုပ်နဲ့အဲ့ဒီတဝိုက်ကပတ်ဝန်းကျင်နေရာတွေကိုနိုဝင်ဘာ9ရက်နေ့မှာပြန်လည်တင်ပိုက်ခဲ့တယ်လို့စစ်ကော်မရှင်ကဒီကနေ့မှထုတ်ပြန်ပါတယ်။အဲ့ဒီနယ်တကြောမှာလှုပ်ရှားနေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကပါရဲ့တာဝန်ရှိသူနဲ့နေမြေချီနေသိရှိသူတွေကလည်းစစ်တပ်ကနေရာပြန်ယူသွားတယ်ဆိုတာကိုအတည်ပြုပါတယ်။အခုကဆယ်တော်ကြီးတကြော မန္တလေးမြစ်ကြီးနားလမ်းမကြီးပေါ်ကတံငါမြောက်ရွာဘက်မှာတက်ချင်းဆိုင်ထားတဲ့နေထားရှိတယ်လို့မြေပြင်ခြေနေသိရှိသူကပြောဆိုထားပါဗျ။ဒီကိစ္စနဲ့ပတ်သက်ပြီးဆယ်တော်ကြီးကိုထိန်းချုပ်ထားတဲ့ MDY PDF ဘက်ကတော့သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။ဆယ်တော်ကြီးရေလောင်တမန်ဟာရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းအဆက်မှာရှိပြီးမတရားမြို့ပေါ်နဲ့23မိုင်အကွာမှာရှိတာပါ။အောက်တိုဘာ20ရက်ကစပြီး ဒီနေရာတဝိုက်ကိုစစ်ကြောင်း၅ကြောင်းနဲ့ဝင်တိုက်ခဲ့တာလို့စစ်ကော်မရှင်ကပြောဆိုထားပါဗျ။အင်ဂျင်မြိုင်၄ကြောင်းရန်1014တက်ကိုပြန်သိမ်းလိုက်တယ်။ဒါကိုသိမ်းပြီးရင်စစ်ရေးရစိန်ခေါ်ချက်သိမ်းမရှိပေမဲ့မတရားကရွေးကောက်ပွဲဒုတိယပိုင်းလုံးမှာဖြစ်လို့ဖိအားပေးလာတာလို့ CDM ဘူကြီးစင်ရောကပြောပါဗျ။အဲ့ဒီ၄ကြောင်းရန်တက်စကန်ကိုမန္တလေး PDF နဲ့ပူးပေါင်းတက်တွေက2024ခုနှစ်နှစ်လယ်ပိုင်းကတည်းကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ လေရင်ရဟတ်ရင်များတက်တော်ဝင်အခမ်းအနားပြုလုပ်ပြီးမြမစစ်တပ်ဘက်ကစစ်ဘက်တုံးတဲယူပို့ဆောင်ရေးလေရင် YH နှစ်စီးအပါဝင် လေရင်နဲ့ရဟတ်ရင်တဲ့၅စီးကိုထုတ်ပြလာပါတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်တဲ့အဲ့ဒီအခမ်းအနားကိုနိုဝင်ဘာ9ရက်နေ့ကနေပြည်တော် Leaders Camp မှာပြုလုပ်ခဲ့တာပါ။အခုစစ်တပ်ကထုတ်ပြပြီးတက်တော်ဝင်တဲ့ YH နှစ်စင်းဟာဒီနှစ်မေလနဲ့ဇွန်လတွေမှာတရုတ်ကနေဝယ်ယူခဲ့တာဖြစ်ပါတယ်။ အမီးနံပါတ်5923နဲ့5924နံပါတ်နဲ့ YA နှစ်စင်းကိုတရုတ်နိုင်ငံကူမင်းလေစိမ်းမှစိုက်ကပ်ထားတာကိုပြီးခဲ့တဲ့ဇွန်လကမြန်မာ witness ကရှာဖွေဖော်ထုတ်ခဲ့ပြီးဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ခဲ့မှုပါတယ်။တဲယူပို့ဆောင်ရေးလေရင်ဖြစ်ပေမဲ့မြန်မာစစ်တပ်ဟာအရက်သားပြစ်မှတ်တွေကိုတိုက်ခိုက်တဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာဒီလေရင်အမျိုးအစားတွေကိုတုံးနေတယ်လို့ CDM လေတဲ့အရာရှိအတိုင်းဝမ်းကပြောထားတယ်လို့တိုင်းရင်းသားနဲ့တော်လန်ရေးလက်နက်ကိုင်တပ်တချို့ကလည်းထုတ်ပြောထားပါဗျ။ တနင်္လာရီတိုင်းတရချောင်းမြို့နယ်ကြောက်လေကကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ရှင်တပ်သားတွေကိုတိုက်ခိုက်ခဲ့ရာဆယ်ဦးတက်မင်းနဲ့တေဆုံးခဲ့တယ်လို့ဒဝဲခရိုင်အမှတ်နှစ်တရင်ကမင်းညာပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ30ရက်ကတရချောင်းမြို့နယ်ကြောက်လေကကျေးရွာကိုထပ်မံစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ရှင်တပ်တွေနဲ့တော်လန်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

嗯、那后把倒嘞，拖，起那个拖。哎哎啊 ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစုစည်းဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်